အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ဥကျော်ပြောပြပေးသွားမယ်ခေါင်းစဉ်လေးကတော့အခုတလောအရန်ကိုလူတွေစိတ်ဝင်စားဖြစ်နေတဲ့ကျွန်တော်တို့မြန်မာအခေါ်ဝေါ်နဲ့ပြောရမယ်ဆိုရင် GIA ကတ်တွေပေါ့စိန်ပွင့်တွေပေါ့ GIA ကတ်ပါတဲ့စိန်မကဘာမှလည်းလူတွေကအလွန်အင်တာမစိတ်ဝင်စားတယ် GIA ကတ်ကတ်ဒါကဘာပေါ်မှာဒါအမြင့်ဆုံးပဲတနည်းအားဖြင့်ပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ license ပါတဲ့ကားနဲ့ license မဲ့ without ကားနဲ့ဘယ်လိုကွဲခြားလဲ အဲထိုနီ၎င်းပါပဲ Gemological Institute of America နေပြောမှာမတ်ချက်သဘောထားတွေပေးထားတဲ့ဒီ certificate တွေပါတဲ့ဥစ္စာကိုအခုမြန်မာပြည်မှာလဲမြမကျွန်တော်တို့စိတ်လောကမှာလဲဒီယနာလောကမှာအလိုအင်တာမကိုတအားကိုဝယ်လိုအားတွေ demand တွေမြင့်တက်လာတဲ့ပုံမှာဥကြောအနေနဲ့ဒါဘုသူတလေးတွေတတိနားလေတလောက်ကိုလေ့လာထားတလောက်စုစည်းပြီးတော့မှဒါတင်ပြခြင်းလို့ဒီအစီအစဉ်လေးကိုထုတ်လုပ် တင်ဆက်ပေးသွားတာပဲဖြစ်ပါတယ်။အဲ့တော့ဒီနေ့ပထမပိုင်းအနေနဲ့ကျွန်တော်အနေနဲ့ပြောချင်တာကတော့ဗာလဲဆိုတော့ GIA စိန်ပွင့်လေးတွေကကျွန်တော်တို့ကမ္ဘာအတိမတ်ပြုတဲ့ Gemological Institute of America နေပြောမှာကျွန်တော်တို့ဒီစိန်ပွင့်တွေကို grading တွေတတ်မှတ်ပေးတယ်။နော်သူ့ရဲ့အရေးအသွေးတွေကိုတတ်မှတ်ပေးတယ်။တနည်းအားဖြင့်ကျွန်တော်တို့ပြောရမယ်ဆိုလို့ရှိရင်သူ့မှာပါဝင်တဲ့အောင်းဝင်အနာစာအပြစ်အနာစာတွေဘယ်လိုနေထားရှိလဲသူ့ရဲ့ weight ချင်ရဘယ်လိုရှိလဲတွေးကွက်အနေထား ဘယ်လိုမျိုးအတိုင်းအတာတွေရှိလဲနောက်ပြီးတော့ကျွန်တော်တို့ clarity အောင်းဝင်နေပါမယ်နောက် color အရေးကြီးဆုံးပါပေါ့နော် color ပေါ့နော်သူ့ရဲ့အရောင်ဘယ်လိုအနေထားမျိုးပါလဲပေါ့နော်အဲ့ဒါမျိုးလေးတွေတိုင်းတာတွက်ချက်ပြီးတော့မှပေါ့နော်သူတို့ match ချက်တွေဒီ certificate မှာပြည့်ပြည့်စုံစုံရေးထားပေးလေးရှိပါတယ်အဲ့တော့ GIA ကပ်ပါတဲ့စိန်ပွင့်နေဖို့ရွေးချယ်ဝယ်ယူအားပေးတော့မယ်ဆိုရင် ဘလို့အမျိုးအစားကိုရွေးချယ်တဲ့နည်းဥပမာပြောရင်ကပ်ပါတိုင်းဂျယ်ကပ်ပါတိုင်းဝယ်ရမယ်လို့ဝယ်တဲ့နည်းလို့ကျွန်တော်သဘောထားမှတ်ချက်မပေးချင်ပါဘူးဒါကျွန်တော်တတ်ထားတဲ့တက်ကြွနားလေတဲ့အသက်မိုးဝဲကြောင်ပြုနေတဲ့ဒီလုပ်ငန်းဖြစ်လို့ကျွန်တော်အနေနဲ့ဒါကအာစေတနာနဲ့အကြံပြုတာပါကက်ပါတိုင်းဝယ်ရမယ်လို့မဟုတ်ပါဘူးဒီကက်ထဲကမှအကောင်းဆုံးသောအည်သွေးတွေနဲ့ပြည့်မီတဲ့စိန်တွေကို တက်ကြွန်းနားလေတဲ့သူတွေနဲ့တိုင်ပင်ပြီးတော့မှအကယ်၍ကိုကဒီခေတ်မှာတော့လူတော်များတော့အင်တာနက်တွေ website တွေထဲမှာ online ကနေလေ့လာလို့လည်းရပါတယ်နော်အဲ့တော့အဓိကကပ်ပါတိုင်းဝယ်မယ်ဆိုလို့ရှိရင်တော့ဒါအာဘယ်လိုပြောအောင်လဲဆိုရင်မားနိုင်ပါတယ်ကပ်ပါတိုင်းလည်းပြီးပြည့်စုံလားဆိုတော့မပြီးပြည့်စုံပါဘူးကပ်မှာလည်းသူကဘယ်လိုပြောမလဲဆိုတော့ကောင်းတဲ့သဘောသားမတ်ချက်တွေ သူ့အနေနဲ့ပေးထားတာတွေရှိသလိုဝယ်ယူလို့မသိတဲ့အစီအမျိုးအစားတွေကိုလည်းသူကသဘောထားမှချက်တည်သူကပေးထားတယ်။အဲ့တော့ကျွန်တော်အဓိကဥပမာအဖြစ်ပြောရမယ်ဆိုလို့ရှိရင်ကာလာပေါ့။ကာလာကတော့ကျွန်တော်တို့ကဒီစိန်ခွင့်နေမှာကသူကအယောင်လေးကမျိုးမျိုးရှိတယ်။ဥပမာအဖြစ်ပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့လူအများကြီးကြတဲ့ဒီကာလာကနေစပြီးတော့မှကျွန်တော်တို့ color grading သတ်မှတ်ချက်တွေက Z အထိရှိပါတယ်။အဲ့တော့ကျွန်တော်တို့မြန်မာပြည်မှာတော့ DEF color ကတော့လက်ဝိယတနာဆိုင်တွေတော်တော်များများကတိတ်မတုံးကြပါဘူး။တုံးတော့တုံးကြတယ်။ imitam ကိုအတုံးနေပါတယ်။ဘာကြောင့်လဲဆိုတော့ဈေးအလွန် imitam ကိုညာလို့ပါ၊တန်ဖိုးကြီးလို့ပါ။အဓိကကျွန်တော်တို့မြန်မာပြည်မှာစတုံးတာကတော့တချို့လဲ GH color တွေတုံးကြပါတယ်။ GI ပါတဲ့ GI ကပ်ပါတဲ့စိန်ပွင့်တွေမှာ ဒါပေမဲ့များသောအဖြစ်သုံးကြရတော့ i ကာလာ g ကာလာ k ကာလာ l ကာလာ m ကာလာလေးတွေကိုအများဆုံးရွေးချယ်ဝယ်ယူသုံးဆွဲကြပါအဲ့တော့အဲ့ဒီမှာလည်းကျွန်တော်တို့ကပြောချင်တာကတော့သူ့ GIA မှာကလည်းပဲသူ့မှာ tinge တွေအမျိုးမျိုးပါပါတယ်ဥပမာ brown tinge ပါတဲ့ဥစ္စာတွေရှိတယ် yellow tinge ပါတဲ့ဥစ္စာတွေရှိတယ် green tinge ပါတဲ့ဥစ္စာမျိုးတွေရှိတယ်သူ့မှာအရောင်လေးတွေကဥပမာအဖြစ်ပြောရင် microscope နဲ့ကြည့်မယ်မျက်စိရင်နေတဲ့ စိန်ရွေးစရာတွေ gemological appraiser တွေစိန်ကုန်တယ်တွေကတော့သူတို့အနေနဲ့မှန်ဘူးတင်ပြီးတော့မှတော်၎င်းကျွန်တော်တို့ကာလာခွဲခြားတဲ့ဒီစက်ကူလေးပေါ့နော်စက်ကူစက်ကူအဖြူရောင်လေးပေါ်မှာကြိလိုက်တာနဲ့ကိုအနည်းဆက်ဆုံးသူတို့ခံမှန်းလို့ရပါတယ်အဲ့ဒီမှာကျွန်တော်ပြောချင်တာကဘာလဲဆိုတော့ GIA ကတ်တော့ပါပါတယ်ဒါပေမဲ့ brown tinge ပါနေတဲ့ပစ္စည်းမျိုးတွေ green tinge ပါတဲ့ပစ္စည်းမျိုးတွေဟာ အလွန်အင်မတန်မှကိုဈေးပေါ်ပါတယ်စိန်တော့စိန်အစ်စ်ဖြစ်ပါတယ်တို့တော်လဲအလွန်အင်မတန်မှဈေးပေါ်ပါတယ်အဓိကဈေးကွက်ထဲမှာလုံးဝအဝါရောင်ပေါ့ပြောမှဆိုရယ်လိုပေါ့ဥပမာဒီနဲ့ F နဲ့ရှင်လိုက်မယ်ဆိုရင်နည်းနည်းလေးမဆိုးစလောက်ကလေးဝါဝါပြီဒီကာလာနဲ့ဥပမာ G တို့ H တို့ I တို့နဲ့ရှင်လိုက်မယ်ဆိုလို့ရှိရင်တိတိတတလေးကိုအဝါဘက်ကိုတန်းသွားတာပေါ့နော်ဒါပေမဲ့ပြောရမယ်ဆိုလို့ရှိရင်ဒီကာလာကနေပြီးတော့မှ H ကာလာလောက်အထိရတယ် ဒါတအုပ်စုလို့ပြောလို့ရတယ်ကျွန်တော်တို့အိုင်လောက်ကနေစပြီးတော့နည်းနည်းလေးဝါသွားပြီအစီငွေ့ငွေ့လေးပါလာပြီဂျီဆိုရင်နည်းနည်းလေးပူတည်တာပြီခေဆိုရင်တော့ဝါတဲ့အကြောင်းကိုစပြီးတော့မှတိတိတတာတင်းတင်းရှားရှားမြင်ရတာပေါ့နော်ပြောရမယ်ဆိုရင်အဂျီလောက်ဆိုရင်လည်းစတွေ့နေရပါပြီတချို့အလုံးတွေကတခုနဲ့တခုကသူတို့မတ်ချက်ပေးတာတွေကမတူပါဘူးအဲ့ဒီတော့ကျွန်တော်ပြောချင်တာ certificate ပါတိုင်းလည်းပဲတက်ကြွနားလေတဲ့လူတွေကအဲ့လိုမျိုး ကေကာလာ10ပွင့်ရှိတဲ့အထဲမှာတေးတေးချာချာကိုဥပမာအဖြစ်ပြောရင် k+ လား k လားဒုမဟုတ် k- လားအဲ့လိုပြန်ခွဲသွားတာရှိပါ certificate ကတော့မခွဲထားပေးပါဘူးဒါပေမဲ့ခွဲပေးတာကတော့မိမိရဲ့အတွေ့အကြုံမိမိရဲ့အရေးချင်းပေါ်မှာပဲမူတည်ပြီးတော့မှစိတ်ကိုဝယ်ယူတဲ့လူတွေရပဲဒီဟာကိုသူ့ရဲ့တတ်မှတ်ထားတဲ့နှုံထားတွေနဲ့ချိန်ထိုးပြီးတော့မှရှင်ပြီးတော့မှသူတို့ဝယ်လေးရှိပါတယ် k+ ကိုသုံးမလား k- ကိုသုံးမလား k ကိုပဲသုံးမလားအဲ့လိုမျိုးတွေပေါ့ certificate မှာတော့အဲ့ဒါတွေကရေးထားလိမ့်မရှိပါဘူးဖြုန်ဤ၎င်းမဲ့ကျွန်တော်ပြောချင်တာဥပမာဒီစိန်ရကာလာအဝါရောင်မဖြစ်ဖ ೇನೆ အစိမ်းရောင်တန်းနေတာမျိုးလေးတွေရှိမယ်ငွေ့ငွေ့လေးပေါ့အညိုရောင်တန်းနေတဲ့ဥစ္စာမျိုးလေးတွေရှိမယ်ထို့အတွက်ကြောင့်မလို့တက်ကြွနားလေတဲ့လူတွေကနေပြတော့မှဆီကနေအကြံဉာဏ်ယူပြီးမှဝယ်တဲ့နယ်လို့ကျွန်တော်အနေနဲ့ပြောချင်ပါကတ်တော့ပါတယ် ကျွန်တော်တို့အစိမ့်ဘက်တန်းတဲ့ဟာတွေအညိုဘက်တန်းတဲ့ပစ္စည်းတွေကိုဝယ်မိမယ်ဆိုလို့ရှိရင်ရောင်းမဝယ်မတွေဖြစ်နိုင်တာပေါ့အခုနကျွန်တော်ပြောသလိုပေါ့ကာလာအဖြစ်ကတော့ကျွန်တော်တို့မြန်မာပြည်မှာကကျွန်တော်တို့ i လောက်ကနေစပြီးတော့မှ m ကာလာလောက်အထိပေါ့နော် i j k l m ဒီ၅မျိုးကိုများသောအဖြစ်၃လေးရှိပါတယ် i ဆိုရင်တော့ငွေ့ငွေ့လေးစပါပြီ j ဆိုရင်လည်းပဲနည်းနည်းလေးငွေ့သွားပြီ k ဆိုရင်တော့စပြီးတော့မှ ဟွာနေတဲ့ဥစ္စာလေးကိုစတွေ့နေရပြီပေါ့နော်ပြောချင်တာဒါမဲ့ခုနကျွန်တော်ပြောသလိုပဲ D E F G H ကတော့အဖြူထဲမှာပါပါတယ် D နဲ့ E တို့မဟုတ် D နဲ့ F D နဲ့ H ရှင်းကြည့်လိုက်မယ်ဆိုရင်တော့အယောင်အားဖြင့် အဖြူရောင်ကတ်ထုစက်ကူလေးထဲမှာထည့်ပြီးရှင်ကြည့်လိုက်မယ်ဆိုတော့နည်းနည်းနည်းတော့ငွေ့ငွေ့လေးတွေကွဲသွားတာလေးတွေလည်းတွေ့ရမှာဖြစ်ပါတယ်ဒီဥစ္စာတွေကိုစေတနာရှိထားပြီးတော့မမှန်ကန်ကန်တိတိကျကျနဲ့အောင်ရှင်းပြခြင်းနဲ့လူကလည်းစေတနာရှိသားပြီးရှင်းပြမယ်မရှင်းပြခြင်းနဲ့လူကလည်းမရှင်းပြဘဲနဲ့ရောင်းချနေတာကြီးလေကျွန်တော်ဇီကွက်ထဲမှာတွေ့နေရပါတယ်။ကိုလိလာထားတော့ကိုကရောင်းမဝယ်မမဖြစ်အောင်ဘလို့စိတ်မျိုးစားတွေကိုရွေးချယ်ဝယ်ယူအားပေးတဲ့လေဆိုတော့ကျွန်တော်အနေနဲ့ကအတွေ့အကြုံတွေကိုမျှဝေပြီးတော့မှ sharing လုပ်ပေးခြင်းဒါလင်ဖြစ်ပါတယ် Lucky Diamond